ရေဒီယိုအန်ယူဂျီသောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အော်တိုဘာလ20ရက်နေ့ရေဒီယိုအန်ယူဂျီရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်ဂျာကာလာဒေသနာရပြည်သူ့အုပ်ချုပ်ရေးပေါ်ဆောင်မှုဘောကော်မတီနှင့်တနင်္သာရီတိုင်းပဲခူးတိုင်း AR တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များစီဝေးကျင်းပပြုလုပ်မည်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ် မြို့သားညီညီအစိုးရဂျာကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးပေါ်ဆောင်မှုဘူကော်မတီနှင့်ဒနင်္သာရီတိုင်းပဲခူးတိုင်း ARI တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး30မြင်းဆောင်2025ကိုအော်တိုဘားလ19ရက်နေ့မနက်10:00နာရီချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာအစည်းအဝေး၌ဂျာကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးပေါ်ဆောင်မှုဘူကော်မတီအတွင်ရေးမှုအဖွဲ့ဝင်ဖျက်စင်းနှင့်စွမ်းရင်ဝန်ကြီးဌာနတွဲဘက်အတွင်းမှအဖွဲ့မှစကားပြောကြားခဲ့ပြီးမြို့နယ်များ၏အာဂျင်ဒါတင်သွင်းဆွေးနွေးမှုအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများမှပြန်လည်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။အဆိုပါဆွေးနွေးပွဲသို့မြေတမ်းအတွင်းဝန်များဒုတိယအတွင်းဝန်များတွဲဘက်အတွင်းဝန်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်တနင်္သာရီတိုင်းဘကိုးတိုင်း AR တိုင်းမှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီးအစည်းအဝေးကိုနေ့လယ်၁၇နာရီအချိန်တွင်ရပ်နားခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ဒုတိယသတင်းနေဖြင့် SDB တုံကင်ပိုင်ရှင်များအတွက် Exchange Listing 101 online အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ Spring Development Bank SDB တုံးကင်ပိုင်ရှင်များနဲ့ New Glassy အတိုင်းဝန်းရှိတွန်လိုင်းထောက်ခံသူများအတွက် Crypto နည်းပညာနှင့် Binance ဆိုင်ရာအသိပညာများမျှဝေပေးသည့် Exchange Listing 101 online အလုပ်ရုံဆွေးနွေးပွဲကိုအော်တိုဘားလာ22ရက်မှ25ရက်အထိမြန်မာစံတော်ချိန်ည8:00နာရီမှ10:00နာရီအတွင်ဇွန်မှတဆင့်ကျင်းပမှာဖြစ်ကြောင်းအသိပေးကြေညာထားပါသည်။ထို့အလို့ယုံဆွေးနွေးပွဲသည် SDB တုံကင်ပိုင်ရှင်များ crypto ပညာရေးနဲ့ fintech နည်းပညာကိုစိတ်ဝင်စားသူများဒေါ်လန်ပညာရေးနဲ့ဗန္ဒာယီလွတ်လပ်ခွင့်ရှာဖွေနေကြတဲ့အနေဦးပြည်သူများ SDB ဂေဟာစနစ်အတိုင်ဝန်းရှိဒေါ်လန်လူငယ်မျိုးဆက်တင်များတက်ရောက်တင်တယ်လို့ဖော်ပြထားပါတယ်။၄ရက်ကြာဇွန်မှတဆင့်ကျင်းပမဲ့ထိုအလုပ်ယုံဆွေးနွေးပွဲတွင်ပထမနေ့တွင် listing key မစခင်ကြိုတင်ပြင်ဆင်ခြင်းဒုတိယနေ့တွင်နံပါတ်1ဦးစားပေးလုံခြုံရေးတတိယနေ့တွင် SDB တုံးကင်းအနာဂတ်နှင့်ရေရှည်ပြူဟာများစထုတ်တာနေ့တွင် listing အတွင်း trading ကနဦးနားလည်ခြင်းစသည့်အသိပညာများကိုမျှဝေပေးသားမယ်လို့သိရပါတယ်။အဆိုပါလုံယုံဆွေးနွေးပွဲတွင် SIF မှပြည်တွင်းရှိ crypto နှင့်ဗန်ဒါယီနည်းပညာနယ်ပယ်မှကျွမ်းကျင်ပညာရှင်များကိုဖိတ်ကြားထားပြီးသင်ကြားမှုများပို့ချပေးမယ်လို့အသိပေးထားပါတယ်။အလုံယုံဆွေးနွေးပွဲသို့တက်ရောက်လူသူများသည်တက်ရောက်မည်သူရဲ့အမည် Zoom join ရန် email လိပ်စာ STB account UID ရှိထားရုံနဲ့ workshop တက်ရောက်ရန် Google Form ကနေစာရင်းပေးသွင်းနိုင်တယ်လို့ဖော်ပြထားပါတယ်။ထို့အပြင် ဆွေးနွေးပွဲသို့နေ့စဉ်မပြတ်မပွက်တက်ရောက်ပြီး SIFE ညံစမ်းမေးခွန်းများကိုဖြည့်ဆို့နိုင်သူများအတွက် Certificate of Participation ထုတ်ပေးမယ်လို့သိရပါပါတယ်ခင်ဗျာဆလဘီကင်းဒီဒေတာမှာအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရှုတ်ချရေးကမ်ပိန်းပြုလုပ်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ကင်းဒီပြည်မြေပြင်တနီယာမှာစစ်ကောင်မရှင်မှ ပြုလုပ်သွားမဲ့အတူရောင်ရွေးကောက်ပွဲအားစန့်ကျင်ရှုတ်ချရေးလူလူလှုပ်ရှားမှုကမ်ပိန်းကိုအောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ကယောလူငယ်အစည်းအရုံးကထုတ်ပြန်ထားပါတယ်။အော်တိုဘာလအတွင်း ကယောလူငယ်အစည်းအရုံး KWYO ကင်းနီပြည်အတမင်ခံကောင်စီ KSCC ကင်းနီပြည်လူငယ်များသမဂ္ဂ UKSY နဲ့လူငယ်ရေးရာဌာနတို့ပူးပေါင်းပြုလုပ်တဲ့ကမ်ပိန်းကိုဒေသအသီးသီးမှအုပ်ချုပ်ရေးအဖွဲ့များစစ်ဆောင်ကော်မတီများနဲ့လူငယ်များ80ဝန်းကျင်တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါကမ်ပိန်းတွင်စစ်ကော်မရှင်မှပြုလုပ်သွားမယ့်အတူရောင်ရွေးကောက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးရှင်းလင်းချပြခြင်းပြည်ထောင်စုပြည်နယ်နိုင်ငံရေးအခြေအနေများမျှဝေခြင်းအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးလက်ကမ်းစာဆောင်ဖြန့်ဝေခြင်းနဲ့ လူငယ်ရေးရာဌာနရဲ့ရှေ့လုပ်ငန်းစဉ်များချပြဆွေးနွေးခြင်းတို့ကိုဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။အကြံဖက်စစ်အုပ်စုဟာပြည်သူလူထုကတရားဝင်ရွေးကောက်တင်မြောက်ထားတဲ့အစိုးရမဟုတ်တဲ့အတွက်ရွေးကောက်ပွဲကိုလုပ်ပိုင်ခွင့်လုံးဝမရှိကြောင်း၎င်းတို့ရဲ့လုပ်ရကြောင့်ပြည်သူထောင်ပေါင်းများစွာအသက်ပေးခဲ့ရသလိုပြည်သူနှစ်တန်းကျော်ဟာနေရစွန့်ခွာထွက်ပြေးခဲ့ရပြီးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။မိဘပြည်သူများအနေဖြင့်2008အခြေခံဥပဒေအောက်မှာ ဖက်စစ်အုပ်စုကပြုလုပ်မဲ့နိုင်ငံရေးလှည့်ကွက်ဖြစ်တဲ့အတူရောင်ရွေးကောက်ပွဲကိုပူးပေါင်းပါဝင်ခြင်းမပြုဘဲနှီးမျိုးစုံဖြင့်ဆန့်ကျင်တိုက်ဖြတ်သွားကြဖို့တိုက်တွန်းထားပါတယ်ခင်ဗျာယခုနောက်ဆုံးသတင်းအနေဖြင့်ဆရာနာရှင်ရွေးကောက်ပွဲကိုစတင်သည့် short video ပြိုင်ပွဲကျင်းပမည်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ Granny Arts Creation အဖွဲ့နှင့် INC လူငယ်ရေးရာဌာနတို့ပူးပေါင်းကဆရာနာရှင်ရွေးကောက်ပွဲကိုအလိုမရှိ Say no to vote dictatorship ကောင်းစဉ်ဖြင့်2မိနစ်3မိနစ်တို့ short video ပြိုင်ပွဲတစ်ခုကိုကျင်းပပြုလုပ်မှာဖြစ်ကြောင်းအသိပေးကြေညာထားပါတယ်။ထိုပြိုင်ပွဲ၏ရည်ရွယ်ချက်မှာစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုလူထုတရက်လုံးအပြည့်အဝဆန့်ကျင်ကြောင်းထုတ်ဖော်ပြသရန်နှင့်လူငယ်များ၏ဖန်တီးနိုင်စွမ်းဖြင့်ပြည်သူ့ဆန္ဒကိုထင်ဟပ်စေရန်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ထို့အပြင်နိုင်ငံရေးအသိပညာတိုးတက်လာစေရန်လူငယ်များ၏အရေးချင်းနှင့်လုံပိုင်ခွင့်များမြင့်တင်ရန်နှင့်ဤပညာအသုံးပြုမှုတိုးတက်လာစေရန်မျှော်မှန်းထားတယ်လို့သိရပါတယ်။ ပြိုင်ပွဲတွင်ကျောင်းသားကျောင်းသူများလူငယ်များနှင့်အသက်အရွယ်နေရာဒေသမရွေးလူတို့တရက်လုံးပါဝင်ရှင်ပြိုင်မှာဖြစ်ပြီးရှင်ပြိုင်လူသူများသည်အော်တိုဘာလ19ရက်နေ့မှစတင်ကပထမဆုံး Google Form တစ်ခုကိုဖြည့်ဆွက်ရမယ်လို့သိရပါတယ်။ဗီဒီယိုပြီးစီးပါကသတ်မှတ်ထားသော Google Form တစ်ဆင့်တင်ပြရမယ်လို့အသိပေးထားပါတယ်။အမှတ်ပေးစီမြင့်အရာဒိုင်းများဤအကဲဖြတ်မှု60ရာခိုင်နှုန်းနှင့်လူတို့ဤထောက်ခံမှု popularity 40ရာခိုင်နှုန်းဖြင့်အကဲဖြတ်မှာဖြစ်ပြီးဒိုင်းများကဗီဒီယိုဤရွယ်ချက်ပြည့်မီမှု တီထွင်ဖန်တီးမှုနဲ့သတင်းစကားပေးပို့နိုင်မှုတို့ကိုအကဲဖြတ်မယ်လို့ဖော်ပြထားပါတယ်။ Popularity အမှတ်မှာ Kirani Arts Creation Page တွင်တင်ထားသောဗီဒီယိုများ၏ Like နှင့် Share ရေအတွက်ပေါ်မူတည်မှာဖြစ်တယ်လို့သိရပါတယ်။ဗီဒီယိုများကို2025ခုနှစ်အော်တိုဘာလ18ရက်နေ့တနင်္လာနေ့နောက်ဆုံးထားပြီးပေးပို့ရမှာဖြစ်ပြီးရှင်ပြိုင်သည့်ဗီဒီယိုများကိုနိုဝင်ဘာလ18ရက်မှ24ရက်အထိ Kirani's Art Creation Page တွင်တင်ပြမှာဖြစ်ကာစုရရှိသူများကို 2025ခုနှစ်နိုဝင်ဘာလ25ရက်တွင်ကြေညာစုပေးမယ်လို့အတည်ပြုထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက် Casual နဲ့ပတဲဖိုးတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ